ကဲအားလုံးပဲမင်္ဂလာပါယန်းနေဂိမင်းချန်နယ်ကနေကြိုဆိုလိုက်ပါတယ် ဒီနေ့ video မှာတော့အခုလက်ရှိ advanced server မှာအသစ်ရောက်ရှိနေပြီဖြစ်ပြီးကြာခင်မှာပဲကျွန်တော်တို့ရဲ့ mobile legend original server ကိုရရှိလာတော့မှာဖြစ်တဲ့ metro 0 event ကြောင့်ကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒီ event ကတော့တချို့မိတ်ဆွေတွေလည်းတီးပြီးသားတော့ဖြစ်လောက်မယ်ရင်ကလေးကထွက်ရှိလာမယ်လို့ပြောထားတဲ့ event တစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့ဒီ event မှာဆိုရင်တခုထူးခြားတာကအခုလို event ပြည်စုံမထွက်လာခင်ကလေးက player တွေတော်တော်များများရဲ့စောင့်ကြည့်ခြင်းကိုခံစားရတဲ့ event တစ်ခုဖြစ်တဲ့အပြင်ဒီထဲမှာပါဝင်တဲ့ skin တွေကလည်းတော်တော်လေးမဲလောက်မဲ့အနေသားရှိတယ်လို့ခန့်မှန်းထားကြပါတယ် ကဲဒါဆိုရင်ကျွန်တော်တို့ထင်သားသလိုပဲဒီ event ကဘယ်လောက်ထိမှန်နေမလဲဆိုတာကိုသိရအောင်ကျွန်တော်နဲ့အတူ event လေးကိုတစ်ချက်ကြည့်ကြည့်လိုက်အောင် event လေးမှာဆိုရင် Metro 0 skin တွေဖြစ်ကြတယ် Asia Hbound နဲ့ Roger တို့ရဲ့ skin တွေပါဝင်တာကိုမြင်တွေ့ရမှာဖြစ်ပြီးဒီ event ကိုဖောက်မယ်ဆိုရင် Wandro ကို Diamond 50ကျပ်ချက်မှာဖြစ်ပြီးနေ့စဉ် shot တွေနဲ့ဖောက်မယ်ဆိုရင်တော့ Diamond 25လုံးပဲကုန်ကြမယ် တန်းလောကတော့ဒရောတိုင်းတွက်တစ်ဆယ်ရာခိုင်နှုန်း discount ရရှိမှာဖြစ်တဲ့အတွက် diamond 450ပဲကုန်ကြမှာဖြစ်ပါတယ်။ပြီးတော့ပထမဆုံးတန်းလောမှာလည်း event ထဲမှာပါဝင်တဲ့ Japan Metro Zero item တစ်ခုကိုရရှိမယ်လို့လည်းအမခံထားပါတယ်။ဒါက skin လည်းဖြစ်နိုင်လို့တခြားဗတဲ့ effect ပါညာတွေလည်းဖြစ်နိုင်တယ်ပေါ့နော်။နောက်ထပ် preview တွေကိုကြည့်ရမယ်ဆိုရင်ဒီမှာကတော့ event server မှာပဲရှိသေးတာဖြစ်တဲ့အတွက် Metro Zero skin သုံးပုံအစားတခြား skin တွေကိုတော့စားလို့ပြသထားတယ်။နောက်ပြီးဒီ event အတွက်ဗတဲ့ effect တွေ emote နဲ့ဘောင်းတွေလည်းပါဝင်လာအောင်မှာဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ event shop လေးကိုဆက်ကြည့်ရမယ်ဆိုရင် Mapro 0စကင်တဲ့ကောင်ကို exchange coin 1200နဲ့လဲလှယ်လို့ရမှာဖြစ်ပြီးတခြားဘတ်တဲ့ effect တွေ emote နဲ့ဘောင်းတွေကိုလည်း exchange ပြုလုပ်လို့ရအောင်မှာဖြစ်ပါတယ်ပြီးတော့ event ရဲ့ draw reward ထဲမှာဆိုရင်လည်း ဖရီးတုံးကန်တွေပြင် COE နဲ့အချင်းတုံးကန်တွေကိုပါထည့်ပေးထားတာကတော့တခြား event တွေထက်စာရင်မစိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်။ဒါပေမဲ့အခု event ထဲမှာပါဝင်တဲ့အရာတွေအလုံးက advanced server မှာပဲစီသေးတာဖြစ်တဲ့အတွက် original server ကိုရောက်ရှိလာတဲ့အချိန်ကျရင်တော့နည်းငယ်ပြောင်းလဲနိုင်ခြင်းရှိပါတယ်။ဒီနေရာမှာတချို့မိတ်ဆွေတွေတည်ကျင်နေလောက်မဲ့အရာကဒီထဲကစကင်တကောင်ကိုယူမယ်ဆိုရင် diamond block ကြီးကုန်ရနိုင်လဲဆိုတာကိုပေါ့နော်။ဒါကလည်းတခြား event တွေလိုပဲဒီထဲကစကင်တကောင်ကိုတိုင်းယူမယ်ဆိုရင် diamond 9000ကျော်6000ဝန်းကျင်လောက်ကုန်ရမှာဖြစ်ပြီးတကယ်လို့မိတ်ဆွေက diamond လဲအဲ့လောက်မသုံးနိုင်ဘူး။ဒီထဲကစကင်တွေကိုလည်းလူစ င်နေဆိုရင်တော့ Daily Draw နဲ့ Freedom Run တွေရောပြီးဖောက်ဖို့အတွက်ကျွန်တော်အနေနဲ့အကြံပေးတယ်ပေါ့နော်။ကဲဒါကတော့မကြခင်မှာတစ်ထွက်ရှိလာတော့မယ်။ Matthew 0 Skin Event ကြောင်းမှာမိတ်ဆွေတို့အနေနဲ့ရောအခု Event ပေါ်ဘယ်လိုမြင်ကြလဲ။ပြီးတော့ဒီထဲမှာပါဝင်တဲ့ Skin တွေကဘယ် Skin ကိုလိုချင်ဆုံးလဲဆိုတာကိုလည်း comment မှာရေးသွားခဲ့လို့ရပါတယ်။ကဲဒါဆိုရင်ဗီဒီယိုလေးကိုဆုံးသက်ခင်မှာစီစဉ်တင်တဲ့သူပါဝင်လာတဲ့ channel ရဲ့ special skin ကြောင်းကိုနည်းငယ်ပြပြပေးခြင်းပါလေ။ဒီ skin ကတော့မရှိလို့လည်းသိတဲ့အတိုင်းစီစဉ်သတိဆေးပါနဲ့အတူပါဝင်လာတဲ့ patch skin ဖြစ်တဲ့အတွက် special skin ဖြစ်ပေမဲ့ diamond 949လုံးသုံးရမလို့ပဲနဲ့ diamond 100နဲ့ဝယ်လို့ရမယ်။ပြီးတော့ဒီ skin ရဲ့ animation ဘက်ကိုကြည့်မယ်ဆိုရင်လေ diamond 100ရဲ့ skin တစ်ခုအနည်းငယ်ကတော့ဖြူဖြူလူပြောစရာမရှိဘူး။မစိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်။နောက်ထပ်အင်ငိမ်းဘက်ကိုဆက်ကြည့်ရမယ်ဆိုရင်ဒီ skin မှာက effect တွေအများကြီးမသုံးပေးထားဘူးဆိုပေ ေမယ်။ပုံမှန်တော့မဲ့စကင်တစ်ကောင်ကို Diamond 169လုံးပေးဝယ်တာထက်ဆိုင်ရင်ဒီစကင်ကို Diamond 100နဲ့ဝယ်ရတာကအများကြီးပိုတယ်လို့တော့ပြောရမှာဖြစ်ပါတယ်။အထူးသဖြင့် Channel Player တွေအနေနဲ့ဆိုရင် ဒီလိုစကင်မျိုးလေးတွေကိုဒိုင်မွန်တရာလောက်နဲ့ပေးပြီးဝယ်ထားတဲ့နယ်လို့ကျွန်တော်ထင်နေပေါ့နော်။ Face တို့အနေနဲ့ရောဒီစကင်ပေါ်ဘယ်လိုမြင်ကြလဲဆိုတာကိုလည်းကိုယ့်ရဲ့အမြင်လေးတွေကို comment မှာမှတ်ချက်ပေးခဲ့လို့ရပါတယ်။ကဲဒါဆိုရင်ဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်ချင်ပါတယ်။ဒီဗီဒီယိုကိုကြိုက်နေတဲ့တဲ့ဆိုရင် like လေးနဲ့ချက်ပေးပြီးကျွန်တော်ရဲ့ channel ကိုလည်း subscribe မဝသေးဘူးဆိုရင် subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တော်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့။